ဝင်းငါကိုကိုကြိုက်တဲ့အချိန်ချက်စားနိုင်မှုအတွက်ငါးစီတတ်ထားပြီးရေခဲတက်တာခဲခဲနဲ့မှတခါစားလေးတွေသိမ့်ပါတယ်အရင်ဆုံးဇပလင်ကိုအပြင်ကရင်းတဲ့အပိုင်းတွေကိုခွာထားပြီးတော့ဒီအပိုင်းတွေကိုလွတ်မပြစ်ဖဲနဲ့ငါးပြုတ်တဲ့အခါမှာထည့်သုံးရင်ငါးပြုတ်ကပူမွေးပါတယ်နံပြရည်စွန်းကြီးတစ်စွန်းထည့်ပါတယ်ဓာတ်ရှိတစ်စွန်းထည့်တယ်ပြီးရင်စားတစ်စွန်းထည့်တယ်ပေါ့နော် အနှီးသက်သာအောင်လို့စနွေးမုံနဲ့နဲ့ထည့်ပြီးတော့ပြုတ်ပါတယ်။ရေကိုတစ်ခွက်လောက်ပဲထည့်ပါတော့ရေခန်းတီထိအဖုံးအုပ်ပြီးတော့ပြုတ်ပါပါ။မီးလည်းလက်လောက်ပဲထားပါတော့။ငါပြုတ်ထားတော့မှစီတက်ဖို့အတွက်ကြက်သွန်ဖြူလီချင်းနဲ့ဇပလင်ကိုကြိတ်ထားပါတယ်။ဇပလင်ကိုလေကြိတ်တဲ့အခါမှာအချောင်းလိုက်ထည့်ရင်လေမညက်လို့ဒီလိုမျိုးတိတိလေးလေးလှီးပြီးတော့မှထည့်ပြီးတော့ကြိတ်ပါတယ်။ စီတက်ဖို့အစဉ်သင်းဖြစ်ပြီဆိုရင်ငါကလည်းရေခမ်းပြီဖြစ်တဲ့အတွက်ကြောင့်ငါ့ကိုအေးခံပြီးတော့အယိုးနှွင်ပါမယ်။ငါအယိုးနှွင်ပြီးတော့ငါပြုတ်ကအစဉ်သင်းဖြစ်ပြီဆိုရင်တော့အိုးရဲကိုစီးထည့်ပြီးတော့စက်တုံပြူနေခြင်းစပလင်ကိုစီတက်ပါတယ်။ ကျတဲ့ပြည်ချင်းစပလင်ကိုမှုေးပြီးတော့၆လာသည်ဒီကိုစိတ်ရှည်လက်ရှည်နဲ့စီတက်ပေးရပါတယ်။ကိုကအဝါရောင်မွေးင်းကမြောင်းမြောင်းမွေးင်းကလိုမျိုးချက်မယ်ဆိုရင်တော့လေအရောင်တင်မှုထဲဆရာမလို့ပါဘူး။ကိုလာပြီဆိုရင်တော့အယိုးညွင်ထားတဲ့ငါးပြုတ်လေးတွေကိုထည့်ပြီးတော့၆ဒီတီကိုစိတ်ရှည်လက်ရှည်နဲ့လုံးပေးရပါတယ်။ဒီနေရာမှာကိုကကြာရှည်ထားမှလည်းဖြစ်တယ်။ဝင်းကချက်တဲ့အခါမှာပူမွေးအောင်လို့ခက်ကြကြလေး 6တီထီကိုလုံးပေးရပါတယ်ဒီလိုမျိုးမှွေနေလုံးနေရင်းနဲ့လေငားထဲမှာလေအယိုးညွင်တဲ့ခါမှာကြံ့နေခဲ့တဲ့အယိုးလေးတွေထွက်လာရင်ဖယ်ပေးပါခုဆိုရင်တော့ငါးစီတက်ကမွေးလဲမွေးနေပြီ၆၆လေးလေးဖြစ်နေပြီဆိုရင်တော့ရပါပြီငါးစီတက်ကိုအေးခံပြီးတော့တခါစားမူးလေးတွေကိုတိတ်ထည့်ပြီးတော့ရေခဲတတာခဲခဲနဲ့မှတိမ့်ပါမယ် ဝင်းကားချက်ဖို့အတွက်ကငါးစီသက်ရဲ့ကလပဲကိုပြုတ်ပြီးတော့ကြိတ်ထားတဲ့အနေရဲ့ပြီးတော့ငါပြောပြင်ရဲ့ပေါ့နော်ဒါတွေကိုချီလီကတခါစားလေးတွေခွဲပြီးတော့ရေခဲတက်တာခဲခဲနဲ့မှတင်ထားတာပါကိုချက်စားခြင်းနဲ့နေကြမှာဒါတွေကိုရေခဲတက်တာခဲခဲနဲ့ရထုတ်ပြီးတော့ဆန်လုံးမုံလေးပါထည့်ပြီးတော့ချက်လိုက်ရုံပါပဲ